အားလုံးမင်္ဂလာပါဗျာ။ဖိုဘောလီနီပြန်နေပြန်နေကြိုးစားပါရစေဗျာ။ဒီနေ့မှာတော့ကွန်ပျူတာဝင်းဒိုးမတက်တဲ့ error လေးမိတ်ဆွေများပြပြနေမြပေးမှာဖြစ်ပါတယ်။ဘာကြောင့်မတက်တာလဲ။အဲတက်လာအောင်ဘယ်လိုလုပ်ရမလဲဆိုတာလေးမိတ်ဆွေများမြောက်ပေးမှာဖြစ်ပါတယ်။မိတ်ဆွေများလည်းအခုလိုမျိုးဝင်းဒိုးမတက်တဲ့ error ကြုံနေရရင်ခုကျွန်တော်ပြောရတဲ့လို့လို့ရပါတယ်။အရန်လွယ်ပါတယ်ဗျာ။အဲ့တော့ကျွန်တော်တို့မတက်တဲ့အကြောင်းရင်းအမျိုးမျိုးရှိတယ်ပေါ့နော်။အမျိုးမျိုးရှိတဲ့မှာမှာကျွန်တော်တို့ရဲ့ခွဲခြားတက်ဖို့တော့လိုတာပေါ့နော်။အဲ့တော့ကျွန်တော်ဒီကောင်လေးကိုအဲကျွန်တော် power clock လေးဖွင့်လိုက်မယ်နော်။ Okay ။ကျွန်တော် power clock ဖွင့်လိုက်မယ်။အဲ့တော့ဒီဝင်းဒိုးခြင်တွေကတက်မတက်တဲ့ချက်စောင့်ကြည့်မယ်နော်။ โอเคเอ่อดาดาဆိုရင်သူ့ logo လေးပေါ်လာပြီဟမ် logo ပေါ်လာပြီးတော့ပြန်ပြောက်သွားတယ်ပြောက်ပြုံးသွားပြီးတော့ခုလိုမျိုးဖြုတ်တွေစင်းထားပြီးတော့ဒီမှာလဲဒီမှာလဲ line dash ပုံပုံစံမျိုးလေးပြနေတယ်เนาะအဲ့ဒါကျွန်တော်တို့ကဒီဟာလေးကဖြစ်เสียအကြောင်း၃ခုရှိပါတယ်ပထမတစ်ခုကတော့ကျွန်တော်တွေ site ထားတဲ့ memory run ချောင်းတွေပေါ့ run ချောင်းတွေကြီးကပ်နေလဲအဲ့လိုဖြစ်တယ်အဲမှာ run ချောင်းတွေကြီးကြီးပါတယ်တေချာလေးဖြုတ်ပြီးတေချာလေးပါတယ်တန့်ရှင်းတွေလုပ်ပေးမယ်သဘောတန်လေးတွေ တิชူလေးနဲ့ဒါလည်းပုတ်တိုက်ပေးမယ်အဲနံပါတ်1ကတော့ဟတ်တစ်ပေါ့နော်ဟတ်တစ်ကျိုးတွေပါတွေလွတ်နေတာတို့ခိုင်ပြီးတို့ခြောင်သွားတာတို့ဆိုလို့ရှိရင်လည်းဖြစ်တတ်တယ်အဲနံပါတ်3ကတော့ window ပေါ့နော် window ကိုယ်တိုင်ကမကောက်လို့ရှိရင်လည်းအဲ့လိုမျိုးဖြစ်တတ်ပါတယ်ဒီလိုဆိုရင် window တွေပါပြန်တင်မှာပေါ့နော်အဲ့တော့ကျွန်တော်ရေနံပါတ်4ချက်ကတော့ဟိုကြောင့်လည်းဟတ်တစ်မကောက်တာပေါ့နော်ဟတ်တစ်ကအရန်ကြားတဲ့ဟတ်တစ်သမို့ဘိုင်းကိုက်တဲ့ဟတ်တစ်ဆိုရင်အဲ့လိုဖြစ်တတ်ပါတယ် နံပါတ်5ကတော့မီးတွေပိတ်လိုက်ဖွင့်လိုက်မီးတွေပြက်လိုက်လာလိုက်ပြက်လိုက်လာလိုက်ဖြစ်သွားလို့ရှိရင်လည်းအဲ့လိုမျိုးလေးဖြစ်တတ်ပါတယ်โอเคဒါဆိုရင်ဒီကောင်လေးကိုကျွန်တော်ကအဲဒီကောင်လေးကိုကျွန်တော် window တက်အောင်မလို့လုပ်မယ်ဆိုတော့ကျွန်တော် bio setting link ခေါ်ပြီးတော့ကျွန်တော် window လေးကိုပြန်ရွေးကြည့်မယ်အဲ့တော့ဒီကောင်လေးကိုကျွန်တော်ဆက်ဆက်လေးပြန်ပိတ်လိုက်တော့မယ်เนาะကျွန်တော်ဆက်လေးပြန်ပိတ်လိုက်မယ်โอเคကျွန်တော် power supply ကိုဆက်ပိတ်လိုက်တယ်ပြီးတော့ပြန်ဖွင့်လိုက်မယ်ပြန်ဖွင့်လိုက်ပြီးတော့ကျွန်တော်တို့ကအဲ ကျွန်တော်တို့ဒီမှာ power cloud ဖွင့်ပြီးတော့ f2 cloud တွေကိုကျွန်တော်နှိပ်မယ်เนาะဒီမှာ power cloud ကိုကျွန်တော်ဖွင့်လိုက်မယ်အဲကျွန်တော်ဖွင့်လိုက်မယ်ဖွင့်ပြီးလိုက်ပြီးတော့ s2 cloud လေးပေါ့အဲဒီမှာเนาะ f2 cloud လေးအဲဒီရောက်လေးကိုကျွန်တော်ကဆက်ဆက်တဲ့ဆက်တဲ့လေးနှိပ်ထားလိုက်မယ်မယ်မနော်အဲ့လိုဆက်တဲ့ဆက်လေးနှိပ်ထားလိုက်မယ်ဒါဆိုသူဘိုင်ဝက်စတင်နဲ့ဝင်သွားပြီเนาะမာဒါဆိုရင်သူရဲ့အဲကျွန်တော်ရဲ့ဒီဘိုင်ဝက်စတင်နဲ့ဝင်သွားပြီဝင်သွားပြီဆိုလို့ရှိရင်ဒီကောင်လေးကိုကျွန်တော်တစ်ချက်ဆန်းကြည့်မယ်ပေါ့เนาะဆန်းကြည့်မယ်ဆိုဒီမှာရှိတဲ့အမ ဟိုဘူမီနူရှိတဲ့ F8 ပေါ့နော်ဘူမီနူရှိတဲ့ F8 ပါဒီကောင်လေးကိုတစ်ချက်လောက်ကျွန်တော်နန်းနန်းနှိပ်လိုက်မယ်အဲနှိပ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ကျွန်တော်တို့ကဝင်းနိုးတွေပါတင်ဖို့လိုတယ်စတစ်နဲ့တင်မယ်ဆိုတော့ဒီမှာဝင်းနိုးစတစ်တွေပါပြအဲ့တော့ဒီကောင်လေးကကျွန်တော်ကဝင်းနိုးကရှိပြီသားဟိုးရင်တွေကကောင်းပြီသားဆိုတော့ကျွန်တော်ဒီမှာဝင်းနိုးဘူးမန်နေဂျာလေးပါတယ်နော်အဲဒီမှာရှိတယ်ဝင်းနိုးဘူးမန်နေဂျာလေးကိုကျွန်တော်တစ်ချက်လောက်နှိပ်လိုက်မယ်နော် โอเคအဲ့နေပြီးတော့တစ်ချက်စောက်ကြည့်မယ်ဗျအဲဝင်းဒိုးတက်လာလားမတက်လာဘူးလားပေါ့เนาะမတက်လာလို့ရှိရင်ကျွန်တော်ဆော့ော့ပြောတဲ့ချက်လေးတွေလုပ်အောင်မယ်အဲ့တော့တန့်ရှင်းသွားလုပ်မယ်တခြားလေးဖြုတ်တက်လုပ်မယ်ပြီးမရပြီဆိုတာကြာမှာဝင်းဒိုးတင်ရမယ်ပေါ့เนาะတော့ဒီကောင်လေးတော့ကျွန်တော်တစ်ချက်စောက်ကြည့်မယ်အဲ့သူအဝိုင်းတော့လဲလာပြီဆိုတော့တက်တော့တက်နိုင်တယ်ဗျာเนาะအဝိုင်းလဲလာပြီဆိုတော့တက်တော့တက်တော့တက်နိုင်တယ်အနှဲငယ်လေးတော့စောက်အောင်မယ်ဗျာเนาะဟော อ๋อถ้าဆိုရင်တော့มาตัดลาပြီးတော့เนาะ please wait ပြနေเนาะตัดลาပါပြီโอเคဒါဆိုရင်အဆင်ပြေသွားပါပြီဗျာဒီမှာเนาะဒါဆိုအဆင်ပြေသွားပြီဒါဆိုရင် window ဒါဆိုရင် window တက်တက်လာပါပြီเนาะโอเคဒီမှာเนาะဒါဆိုရင် window တက်တက်လာပါပြီအဲဒီအာဆန်စူโอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာအဲကျွန်တော်တို့ အဲတော့ဝင်နေတဲ့သူပြန်ပြန်တက်လာပါပြီအဲဒီဟာလေးကတော့ကျွန်တော်မိတ်ဆွေများလဲပေါ့နော်ခုလိုမျိုးဝင်းတို့မတက်တဲ့အဲဒါလေးတွေဂျုံနေရရင်အခုကျွန်တော်ပြောတဲ့တိုင်းလေးလေးလုံးလို့ရတယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်အခြေခံလေးလာပြီးများပေးတာပါဗျအဲ့တော့ကျွန်တော်နောက်နေ့မှာတော့တော့ကျွန်တော်ဒီ hadir ပါတယ်တန်ရှင်လုံနီလေးလေးဖြုတ်လဲနီးလေးတွေ run run ကြောင်းလေးလေးနှုတ်ပြီးတော့တန်ရှင်နေတဲ့လုံနီလေးတွေရောနောက်ပြီးတော့ဆက်လက်မြောက်ပေးပါဦးမှာဖြစ်ပါတယ်ကျွန်တော်မစ်စီများလဲကိုကိုကိုရဲ့ desktop computer ထဲကကျွန်တော်ရန်ရန်ကြောင်းလေးတော့အလုံးသိမယ်ထင်ပါတော့ရန်ကြောင်းလေးတွေဖြုတ်တက်လုပ်ပြီး tissue လေးနဲ့တန့်ရှင်းလုပ်ပေးတာမျိုးရေနဲ့တော့သွားမထီတယ်နော်ကောက် tissue လေးနဲ့တန့်ရှင်းတော့ကျွန်တော်သဘို့တန်လေးနဲ့ဖုံလေးခါပေးတာမျိုးတန့်ရှင်းလုပ်ပေးတာမျိုး head head ထဲမှာတက်တာတဲ့ကျိုးလေးလေးအဖြုတ်တက်လုပ်ပေးတာမျိုး head လေးလေးတန့်ရှင်းလုပ်ပေးတာမျိုးလေးလုပ်ပေးမယ် ရပြီဆိုတော့ကကြမှာကျွန်တော်တွေဒီပြန်ဆမ်းမယ်မရဘူးဆိုတော့ကကြမှာဝင်းဒိုးပြန်တင်မှာပေါ့နော်အဲ့တော့ဝင်းဒိုးတင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ C ဘိုင်းပေါ့ C C ပေါ့ကျွန်တော်ဝင်းဒိုးက C ကိုတင်မှာဆိုတော့အဲ့တော့ကျွန်တော်တို့ဝင်းဒိုး C မှာခေဘလောက်ရှိတယ်ဆိုတော့အရင်ကတည်းကမှတ်ထားမှာဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့ရဲ့ဝင်းဒိုး C partition ကျွန်တော်ပြမယ်နော်အော်ကျွန်တော်တို့ဝင်းဒိုး C မှာအမြင်တမ်းကျွန်တော်တို့ကဘယ်နှစ်ကရှိတယ်ဆိုတော့ကိုကြည့်ထားမှာဖြစ်ပါတယ်ဒါမှကျွန်တော်ဝင်းဒိုးတင်တဲ့ခါမှာအော်ဒီခေတ်ကတော့ C ဆိုတော့တန်းသိမှာဖြစ်ပါတယ်နော် โอเคအားဆိုလို့ရှိရင်ဒီမှာပေါ့เนาะဒီမှာကျွန်တော်တို့က window ပါတဲ့ကောင်ကဒီမှာ window ပုံလင်းပြနေတယ်ဒီမှာ C C ပုံနော်ဒီမှာ C ပုံเนาะဒီကောင်မှာ gig cup လောက်ရှိတယ်ဆိုမှ200ဒီမှာမနော်249ကပေါ့အဲဒါဆိုကျွန်တော်တို့က249ကပါတယ်ကျွန်တော်တို့နေရာကို format ရိုက်ပြီးတော့ window တင်ရမှာဖြစ်ပါတယ်ပေါ့နော်ဒါလေးလေးကိုကျွန်တော်တို့ authority ကကြိုးမှတ်ထားမှာဖြစ်ပါတယ်ဒီမှာနော် โอเคအလောက်ဆိုလို့ရှိရင်မိတ်ဆွေများအားလုံးအဆင်ပြေမယ်ထင်ပါတယ်ဗျာအဲ့တော့ကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်မိတ်ဆွေများလည်းအဆင်ပြေတာလေးတွေကျွန်တော်ခုမှမေးခဲ့လို့ရပါတယ်ဗျာကျွန်တော်သိတာလေးရတော့အားလုံးကိုပြန်လည်း share ပေးပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ပြီးတော့မှ select တွေ့ပါအောင်မယ်ဗျာကျွန်တော်အားပေးတဲ့အနေနဲ့ like ရ subscribe နှိပ်ပြီးလည်းအားပေးကြပါဦးလို့တောင်းဆိုပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ like and subscribe maybe i'll be out yeah yeah yeah